ကျွန်တော်တို့တွေ Facebook မှာတွေ့ရတဲ့စွဆောင်မှုရှိတဲ့လှုပ်ချွန်ကြတွေဒီဘက်နိုင်ငံမှာကောင်းမွန်တဲ့လာဆန်တဲ့စိန်ခံပစ္စည်းတွေဒီလိုကမ်းလှမ်းချက်တွေရဲ့နောက်ကွယ်မှာဘယ်လိုကြောက်မဲ့ဖွယ်အန္တရာယ်တွေရှိနေသလဲကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့မြန်မာလူငယ်တွေအများဆုံးကြုံတွေ့နေရတဲ့ကြာပြန်လို့ခေါ်တဲ့လူကုန်ကူးမှုရဲ့အမှန်တရားနဲ့သူတို့ရဲ့လှေပြားနီးလန်းနေပြီဖြစ်ပါတယ် ူကူကူတဲ့သူတွေကသူတို့ရဲ့သားကောင်တွေဘယ်လိုပြစ်မှတ်ထားလဲသူတို့ကဘာနာရေးခက်ခဲရှိတဲ့သူတွေနဲ့လွယ်လွယ်ကူကူနဲ့ဝင်ငွေလိုချင်တဲ့သူတွေကိုအထူးကပြစ်မှတ်ထားပါတယ်အဲ့တော့သူတို့အဲ့လိုပြစ်မှတ်ထားတဲ့နေရာမှာနီလန်နှမျိုးရှိပါတယ်ဘာမှနံပါတ်1ကဘာလဲဆိုတော့လေလာစာမြင်ပါတဲ့ယုံတို့ဥပမာ customer service တို့ ID တို့စတဲ့အလုပ်မျိုးစားတွေကိုသူကရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ဆက်သွယ်ပြီးတော့ရင်းနှီးတဲ့မိတ်ဆွေတွေအယောင်ဆောင်တယ်အဲ့လိုမျိုး ဆက်သွယ်ပြီးသူတို့ကြော်ညာတယ်ပေါ့နော်။နောက်နံပါတ်2ကချစ်ချင်းမြတ်တာနဲ့လှည့်ပြားတယ်။ Romance Can လို့ခေါ်တာပေါ့။လှမတဲ့မျိုးသမီးဒါမှမဟုတ်အဲချုံမခံကြတဲ့မျိုးသားဖြစ်ဟန်ဆောင်ပြီးတော့ခင်မင်းရင်းနှီးမှုတွေသူတို့ရယူပြီးတော့တပတ်နိုင်ငံကိုခေါ်ယူတာပေါ့နော်။အဲ့တော့သူတို့တွေကလူတွေကိုနေဆက်ဖြတ်ကျော်မှုအတွက်တရားမဝင်နေဆက်လမ်းကြောင်းတွေကိုအသုံးပြုတယ်။ရောက်ရှိသွားတဲ့ခါကျတော့ဝေလိန်တဲ့လုပ်ငန်းဖြစ်ကြောင်းသိလဲရတယ်ပေါ့နော်။အဲ့တော့ဒီနေရာမှာအလုပ်လုပ်ဖို့ညှဉ်းဆန်းတဲ့သူတွေထွက်ပြေးဖို့ကြိုးစားတဲ့သူတွေက ပြင်းထန်တဲ့ဖိအားပေးမှုတွေသူတို့ခံရတတ်ပါတယ်။တင်းကိုခေါ်ဆောင်တဲ့သူတွေကတင်းရဲ့မှတ်ပုံတွေနေ passport စတဲ့စာရေးစာတမ်းတွေကိုတင်းလိုက်ပြီးဆိုတာနဲ့တင်းရဲ့လွတ်လပ်ခွင့်ကိုလုံးဝဆုံးရှုံးသွားပါပြီ။အဲ့တော့ကျွန်တော်ကဘယ်လိုလုပ်ကြမလဲပေါ့နော်ကျွန်တော်ဘယ်လိုကာဝယ်မလဲပေါ့အဲ့အဲ့ဒီအနေရတွေကနေကာဝယ်မှုတွေကျွန်တော်တို့လုံးတဲ့နီလန်းရောပထမနံပါတ်၁ကဒူရဆာ့ချ်လို့ပြောတယ်သူတည်တနာပြုလို့အလုံးလျှောက်တဲ့ကိုအလုံးလျှောက်တဲ့ကုမ္ပဏီရဲ့နာမည်တော့လိမ့်စား အဲ့ဒါတွေကို Google Map တို့ Google Search မှာတခြားရှာရမယ်ပေါ့နော်။နောက်ပြီးတော့တရားဝင်ပုံပုံတင်ထားခြင်းရှိမရှိဒါတွေစစ်ဆေးရမယ်။နောက်နံပါတ်1အလွန်ကြုံကောင်းမှုနဲ့ကံလန်းမှုတို့ရင်းဆန်။အလုပ်တစ်ခုကလစာတွေအဆမတန်များပြားပြီးတော့အဲလောကကံရတာလည်းဒါလွဲနေတယ်ဆိုရင်ဒါဆိုတန်တန်တရားဝင်ဆန်ဖြစ်သွားတယ်။အင်္ဂါစီတွေအဲလေရင်လက်မတွေစတာတွေကိုအလုပ်ရှင်ရအကုန်ကြခံပေးမယ်ဆိုရင်ဒါသတိထားရမှာပဲ။နောက်နံပါတ်3ကလွယ်ကူတဲ့နေဆက်ဖြတ်ကျော်မှုတွေကိုဒါလုံးဝငင်းဆိုရမယ်။ တရားဝင်ဗီဇာတွေပတ်စပို့တွေမပါဘဲနဲ့တရားမဝင်နဲ့နေဆက်လမ်းကြောင်းကနေခေါ်ယူရဆိုရင်ဘလောက်ပဲဆွဲဆောင်မှုရှိတဲ့အလုပ်ဖြစ်ပါစေချက်ချင်းရင်းဆိုရမှာဖြစ်ပါတယ်အဲ့တော့လူကုန်ကူးမှုဟာဘယ်လိုပုံစံနဲ့ပဲလာလာဟာကျွန်တော်တို့ကဘာကြီးကိုချင်းချောင်းနေတဲ့လူကုန်ရင်ချိုးဖောက်မှုပဲဖြစ်ပါတယ်ကိုယ်ပုံဉာဏ်လူငယ်တွေကိုဒီလိုအနေနဲ့ကနေကာဝင်နိုင်မှုအတွက်ဒီဗီဒီယိုကနေရတဲ့အသိပညာတွေကိုညှဝေပေးဖို့တောင်းဆိုပါတယ်အဲ့တော့သင်ကိုယ်သင်ရောသင်ချရတဲ့သူတွေကိုကာဝင်ဖို့ ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လက်ခံတဲ့သဘောကျတယ်ဆိုရင် like and share နဲ့ subscribe လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့နော်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဆရာသိမ့်ပါ